25ခုနှစ်ဂျွန်လ16ရက်ဒီနေ့ဗုဒ္ဓနေ့အတွက်ခொနည်းသားမီးအားလုံးတွေတဲတော်ကံကြမ္မာနွေကတော့ရေတစ်ခွက်မှတစ်ခွက်ကိုဖလဲနေတဲ့သင်္ကြန်နမိတ်ဖြစ်တယ်။အပြောင်းလဲတွေဖြစ်လိမ့်မယ်အစီအစဉ်အသစ်တွေကြားမယ်နိုင်ငံသားတွေရဲဝဲတွေရေချမ်းမြေချကိစ္စတွေအောင်းမြင်မယ်ကိုကိုတိုင်ကိုပဲနေရာထိုင်ခင်းအသစ်စီစဉ်မှာအလုပ်အသစ်စီစဉ်မှာမျိုးတွေဒီနေ့မှပြောဆိုရတတ်တယ်။နိုင်ငံသားတွေပတ်သက်ပြီးအဆက်အသွယ်ကောင်းတွေရမယ်အလုပ်နဲ့ပတ်သက်တဲ့အခွင့်အရေးအသစ်အခြေအနေအသစ်အစီအစဉ်အသစ်တွေပေါ်မယ်။ဒီနေ့မှ ကန္တရာကိုမျက်နှာသာပေးဖို့အခွင့်အရေးပေးဖို့ကန္တရာကိုရဲ့အထောက်ပံ့ကောင်းတွေရဖို့လို့တော့ကတော့ဆုံးကဖုန်းကြီးကိုအသီးသုံးမျိုးလှူပြီးဆူတောင်းလိုက်ပါခင်ဗျာဒီလိုနဲ့မှာမိရှုတန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရဏာတွေတွက်ကတော့မာဘုတ်ဗေရဏိယဘုဒ္ဓနေဘွားမရဏဘွားဇာတာရှင်တွေဖြစ်ကြပါတယ်မရဏရဲ့သဘောတရားငယ်စဉ်မှာခြူချပြီးတော့ကြီးတဲ့အခါမှာအောင်မြင်မှုတွေရကြမယ်သူတွေဖြစ်ကြပါတယ်ဒီနေ့မှာ ကြောက်တဲ့မွေးနေ့ရှင်တွေအလုံးမင်္ဂလာမွေးနေ့ပါဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်ပေးရမယ်ဆိုတော့ဒီနေ့မျိုးမှာမြတ်စွာဘုရားရှင်ကိုခေါ်ဆောကြော်ဆွန်ကတ်တူခြင်းဆွေမျိုးမိတ်ဆွေတွေကိုခေါ်ဆောကြော်ဒါနပြုခြင်းယဟန်တန်ခါတွေကိုခေါ်ဆောကြော်လမ်းလူခြင်းအပြင်ဒီနေ့တအားလုံးမွေးနေ့ကုသိုလ်အလူအကျိုးပေးခြင်းခံစား권ရပါလိမ့်မယ် ဒီနေ့အကျိုးပေးစုမှုကဏ္ဍနေရာတော့တက္ကနခုနှစ်ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကန်ကောင်းမှုလို့တက်ကတော့ရေတတ္တဝါတွေကိုဘယ်လဲနဲ့အစာကျွေးပြီးစုတောင်းအောင်မှာဖြစ်ပါတယ်ဒီနေ့မှာငွေကြေးကိစ္စတွေတွေ့ဆုံမယ်ပြောဆုံမယ်တိုင်ပင်မယ်ဆိုရင်တော့ညောင်မင်းကိုရေလောင်းပြီးမှတွေ့ဆုံပြောဆုံတိုင်ပင်ချင်းပြုကြပါလိမ့်အမှုအခင်းကြုံနေတဲ့သူတွေအခက်ခဲတွေကလွတ်မြောက်ဖို့လို့တက်ကတော့အမှုကြုံနေတဲ့သူရဲ့နာမည်ကိုအုံသီးတစ်လုံးမှရေးပြီးညနေခင်းရေစည်းမှမျှော့ပလိုက်ပါခင်ဗျာ ဈေးဆိုင်နဲ့စုံဆိုင်နဲ့ကုန်သုံးဆိုင်နဲ့ရောင်းပန်းတာဝယ်ပန်းနှောက်ဖို့တို့ကတော့ဒီနေ့မျိုးမှာမနေ့ဆောစောဆိုင်ရှိကိုစားနေငယ်ကျဲပြီးမိမိဖြစ်လို့ဒီများဆူတောင်းလိုက်ပါခင်ဗျာအယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်ဖို့တို့ကတော့အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေကိုဇွန်ခင်းလေးတုံနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်တက်သွားပါလိမ့်မယ် ကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာရေးညံ့တဲ့သူတွေဓာတ်စာဖြစ်နေဒီလိုမျိုးမှာစပြစ်သီးလေးနဲ့ငယ်စပြီးဆူတောင်းလိုက်ပါခင်ဗျာအခြေအမြတ်တိုင်းအိမ်တော်ကြီးကိစ္စတွေအစင်းပြေချောမွေသွားပါလိမ့်မယ်အေဂျင့်ဆိုင်ရာပြောရှင်ဖို့လို့တော့ကတော့ဒီလိုမျိုးမှာစတော်ဘယ်ရီဖြော်ရည်မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ